ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ပေါင်းရရဲ့ခြေနေကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။တိဆုပ်ဖုတ်ကောင်တဲ့ဝင်းပလေတို့ရဲ့စစ်ပွဲသမိုင်းကိုရှင်သက်ရှုမောပွဲပြောပြရမယ်ဆိုရင်ဒီလိုစတင်ရမှာဖြစ်ပါတယ်။ဒီဇလန်ကရာစုနှစ်ပေါင်းများစွာကြာမြင့်ခဲ့တဲ့တိဆုပ်ဖုတ်ကောင်နေနဲ့လိုင်ခန်းလို့ခေါ်တဲ့ဝင်းပလေရီကြားကတွေးချောင်းကြီးစပွဲအကြောင်းပါပဲ။တချိန်တုန်းကသွေးဆုပ်ဖုတ်ကောင်တွေကလိုင်ခန်းကောင်းဆောင်လူရှမ်းကိုတတ်နိုင်ခဲ့တယ်လို့ယုံကြည်ခဲ့ပြီးကျန်တဲ့လိုင်ခန်းတွေကကဘာအနှံ့ပြန့်ကျဲသွားခဲ့ကြပါပြီ။ ခိုင်ခန့်အနေငယ်သာကြံ့တော့တာကြောင့်သွေးဆုပ်ဖုတ်ကောင်တွေကသူတို့အသားစီးရပြီးစွပွဲကမကြခင်ပြီးဆုံးတော့မယ်လို့ထင်မှတ်ခဲ့ကြပါ යි ဒါပေမဲ့နှစ်တွေကြာလာနဲ့အမျှတက်ကြီးလိုင်ခန်းတွေဟာတဖြည်းဖြည်းပြောင်းလဲလာပြီးစိတ်တိုင်းကျအသွေးပြောင်းနိုင်စွမ်းရှိလာကပိုပြီးတော့အစွမ်းထက်တဲ့မျိုးနွယ်အဖြစ်ရက်တည်လာခဲ့ကြပါပြီ။လက်ရှိအချိန်မှာတင်မင်းအသွေးပြောင်းများလို့ခေါ်တဲ့သွေးဆုပ်ဖုတ်ကောင်နှစ်ကောင်ဖြစ်တဲ့ဆယ်လေးနဲ့ရီယယ်တို့ဟာလိုင်ခန်းနှစ်ကောင်ကိုမြေအောက်ယထာဘုဒ္ဓယုံမှာခြေရခံနေကြပါပြီ ဒီတက်ဒေးလာတွေဟာဝင်းမလီရီကိုတက်ဖို့တီးတန့်လေ့ကျင့်ပေးထားတာပါနိုင်ငံတွေဖြစ်တဲ့ရေးနဲ့ထရစ်တိုကတော့မိုက်ကဲဆိုတဲ့လူသားစရာဝတ္ထုကိုချောင်းမြောင်းနေကြပြီးမိုက်ကဲကယထာပေါ်မတင်ခင်ဆယ်လင်းကိုတရိထားမိလိုက်ပါရီကမိုက်ကဲနားကိုရောက်ခါနီးမှာသူကအနီးနားမှာဗမိုင်းရရီရှိနေရကိုခန်းစားမိပြီးရုတ်တရက်ရက်တန်ကထရစ်ကိုအော်ဟစ်တရိပေးလိုက်ပါချက်ချင်းနဲ့လိုက်ခန်းနှစ်ယောက်စလုံးပြစ်ခတ်ပါရတယ် ရီယဟာတိုင်နောက်မှာပုံပေမဲ့ပြန်ပစ်ဖို့ကြိုးစားတော့မှတခုံးကိုအပြစ်ခံရပြီးကြည်စံကသူ့ခန္ဓာကိုယ်ထဲမှာတောက်ပါပြီးအတွင်းကနေလောင်ကျွမ်းနေရကိုဆယ်လင်းကကြောက်လန့်တကြားမြင်လိုက်ရတယ်။အရက်သားတွေထွက်ပြေးနေကြတော့ဆယ်လင်းလည်းတိုက်ပွဲထဲပါဝင်လာပါပြီ။နှစ်ဖက်စလုံးကပတ်ဝန်းကျင်ကိုဂရုမစိုက်ပဲပြစ်ခတ်ကြတဲ့အခါထရီကမတော်တဆအမျိုးသမီးတဦးကိုထိခိုက်မိတယ်။ဗမ္မာယနတန်နီရဲဝင်လာချိန်မှာမိုက်ကယ်ကဒဏ်ရာရသူကိုကူညီဖို့ပြေးသွားစဉ်ထရီကသူ့ကိုဖမ်းဖို့ကြိုးစားပေမဲ့ ဇင်လင်းရဲ့ပြစ်ခတ်ခြင်းကိုခံလိုက်ရပါတယ်။ထရီဟာဥမင်လိုက်ကောင်းတဲ့ထွက်ပြေးရောဇင်လင်းကယထာပရင်းပေါက်ကနေခုံချလိုက်ခဲ့တယ်။ဝီဂျီဇန်တလုံးကသူ့မပခုံးကိုထိမှန်သွားလို့ခနာရက်ပြီးဂျီဇန်ကိုထုတ်ယူခဲ့ရတယ်။တချိန်တည်းမှာပဲရီကကြီးကုံသွားလို့ထွက်ပြေးဖို့လုပ်ပေမဲ့နာသန်နီရယ်ကဖမ်းမိတယ်။ရီကသူ့ကိုတွန်းထုတ်ပြီးဝင်းဘလီပုံစံပြောင်းကနာသန်နီရယ်ကိုစက္ကန့်ပိုင်းအတွင်းတပ်ပြစ်နိုင်ခဲ့ပါတယ်။ဇင်လင်းဟာသွေးချီရခံပြီး ဥမင်နဲ့ပိုနက်နက်ဝင်သွားခဲ့ပါ යි ချွေးကသူမကိုနောက်ကနေတိုက်ခိုက်ဖို့ကြိုးစားပေမဲ့ဆယ်လင်းကမြင်းမြတ်ဆက်ဆက်ပစ်ခတ်ပြီးနောက်ဆုံးမှ trick ကိုတတ်နိုင်ခဲ့ပါ යි သူမက trick ရဲ့တနက်ကိုစစ်စေးရဲ့အခါကြည်စံတွေအောင်းလို့တောက်ပနေရကိုသတိထားမိပါ යි အဲ့ဒီချိန်မှာရီကနောက်ကနေပေါ်လာလို့ဆယ်လင်းကဓာသွားပါတဲ့တပြားတွေပြစ်ပောက်ပြီးထွက်ပြေးခဲ့ရပါ යි သူမဥမင်လိုက်ကောင်တစ်ခုတည်းဝင်သွားတော့အတန်ပြုံးတန်တွေနဲ့အာပိတန်တွေကြားလိုက်ရပါ යි အိန္ဒိယဟာလိုင်ခန်းတွေလျှို့ဝှက်ပုံအောင်နေရဲ့ကျင်းဖြစ်နေပါ යි ဆယ်လေးမဆုံသန်းခင်မှာရေကသူမကိုလိုက်မိလာလို့သူမပြန်ထွက်ခဲ့ရပါတယ်။ဂျင်းနဲ့မှလူရှမ်းရောက်လာပြီးတိုက်ခိုက်နေတဲ့ဝင်းပလေးအသွင်နိုင်ခမ်းနှကောင်ကိုတနက်နေ့ပြစ်ပြီးရက်ခိုက်ခဲ့ပါတယ်။သူတို့လူသားပုံစံပြန်ရောက်တော့လူရှမ်းကခွေရုံရီလိုပြုတ်မှုကြလို့စူပူချိန်မှလိုက်ပါတယ်။ဗမာယာဆိုင်တော်မှာဆယ်လင်းကတောက်ပနေတဲ့ကြည်စံတွေကိုလက်နက်မာစတာခန်းကိုပြတ်တာပါခန်းကဒီကြည်စံတွေဟာခရမ်းတော်ယောက်ကြီးနဲ့ဖုံးအုပ်ထားတာဖြစ်ပြီးလိုက်ခန်းတွေကနေယောက်ကြီးကို လက်နက်အဖြစ်သုံးဖို့နီးလန်းရှာတွေ့ပြီလို့ကောက်ချက်ချခဲ့ပါတယ်။ဂျယ်လင်းကလိုက်ခန်းချင်းကိုမြင်ခဲ့ပြီးခေါင်းဆောင်ကရေးဘံကိုပြပြပေးမိ။သူကလိုက်ခန်းတွေအဲ့လောက်အများကြီးကျန်တော့တာမဟုတ်ဘူးဆိုပြီးမယုံကြည်ခဲ့ပါဘူး။ဂျယ်လင်းဟာတက်ကြီးဗက်ပါယာဗစ်တာအိတ်ဆက်နေရဲ့ဂူဘိမန်ကိုတွားကြည့်ခဲ့ပေမဲ့အဲရီကာကအချိန်မပြုံးဖို့လာပြောခဲ့တယ်။ဂျယ်လင်းက CCTV ကင်မရာတွေကိုစစ်ဆေးကြည့်မှလိုက်ခန်းတွေကလူသားတယောက်ကိုချောင်းမြောင်းနေရကိုနောက်ဆုံးမှသိခဲ့ရပါတယ်။လိုက်ခန်းချင်းမှာသိပ္ပံပညာရှင်ဆင်က လူသားသွေးနဲ့လိုင်ခန်းသွေးကိုရောစပ်ဖို့စူးစမ်းပေမဲ့မအောင်မြင်ခဲ့ပါဘူး။ရေကထရီရဲ့အလောင်းကိုပြန်ယူလာတဲ့အခါစင်းကငွေကြီးစံတွေကကုဒရီအင်္ဂါတွေကိုထိုးဖောက်သွားလို့ကုသလို့မရနိုင်တော့ဘူးလို့ရှင်းပြပါ යි ။လူရှန်းကမိုက်ကယ်ကိုလက်လွတ်သွားတဲ့အတွက်ဒေါသထွက်ပြီးတီလုတ်ကိုသူကိုယ်တိုင်လုပ်ရတော့မယ်လို့ပြောလိုက်ပါ යි ။ ဈေးရုံမှာယေရီကမိုက်ကယ်ကိုစစ်စီးနေချိန်မှာဆယ်လင်းကမိုက်ကယ်ရဲ့တိုက်ခန်းနဲ့ဖောက်ဝင်ပြီးတန်းလွန်စာရှာပွေခဲ့တယ်။မိုက်ကယ်ရောက်လာတော့ဆယ်လင်းကသူ့လက်ဘင်းကိုဖမ်းဆွဲပြီးဘာလို့သူ့ကိုလိုက်ရှာနေရလဲလို့မေးခဲ့ပါတယ်။ယုဒိယလိုက်ခန်းရီကမျက်နှာချက်ကိုဖောက်ပြီးဝင်လာတဲ့အခါဆယ်လင်းပြစ်ခတ်စဉ်မိုက်ကယ်ကထွက်ပြေးခဲ့ပါတယ်။မိုက်ကယ်ဟာဒလီကတကကိုသူ့မရဲ့မျက်နှာပေါ်ပိတ်ပစ်ခဲ့ပြီးနောက်အောက်ထပ်ကိုပြုတ်ကြဖို့သူမပပတ်လေးကိုပြစ်ခတ်ကကျမ်းပြင်ပြားတွေကိုဖျက်ဆီးပြီးထွက်ပြေးခဲ့ရပါတယ်။ အခန်းမှာဓလီကပွင့်လာပြီးမိုက်ကယ်ကလူရှန်နဲ့ထိတ်တိုက်တွေ့ပါ යි ဆယ်လေးရောက်လာပြီးပြစ်ခတ်တဲ့အခါလူရှန်ကမိုက်ကယ်ကိုဝင်လောင်းပြီးသူ့လေပင်ကိုကိုက်ကာသွေးနမူနာကိုယူခဲ့ပါ යි လူရှန်ကမိုက်ကယ်ရဲ့သွေးကိုဖန်ပြွန်တဲ့ထဲပြီးနောက်သူခနာကိုရေကကြည်စံတွေကိုအာယုံဆိုင်ပြီးထုတ်ပြခဲ့ပါယ်။ဇယ်လင်းကမိုက်ကယ်ကိုကားထဲထည့်ပြီးမောက်ထွက်သွားစဉ်လူရှန်ကကားပေါ်ခုန်တက်လာပြီးဓာတ်နဲ့အမုတ်ကိုထိုးခုတ်ကဇယ်လင်းရဲ့ပခုံးကိုခွဲလိုက်ပါယ်။ ဇယ်လင်းကကားကိုရက်သူ့ကိုလမ်းပေါ်ပြုတ်ကျစေပြီးကားနဲ့တိုက်ဖို့ကြိုးစားပြီးမှလူရှမ်းကလွတ်အောင်ခုန်ချခဲ့ရပါတယ်။သွေးထွက်လွန်နေတဲ့ဇယ်လင်းဟာကားကိုထိန်းချုပ်မရဘဲမြစ်ထဲပြုတ်ကျခဲ့ပါတယ်။မိုက်ကယ်ကဇယ်လင်းရဲ့တနတ်နဲ့ပရင်းပေါက်ကိုခွဲပြီးသူ့မကိုရှင်မျက်နှာပြင်ပေါ်ဆောင်ယူက CPR နဲ့အသက်ပြန်သွင်းခဲ့ပါတယ်။လိုင်ခန်းကျင်းမှာလူရှမ်းပေးရဲ့သွေးနမူနာကိုစစ်ဆေးပြီးနောက်မိုက်ကယ်ဟာသူ့ရှာနေတဲ့သူဖြစ်ကြောင်းအတည်ပြုခဲ့ပါတယ်။ မိုက်ကယ်ဟာအိမ်နေရင်ဗမ်ပါယာဆန်အင်တော်ကရှီဟာအဖြစ်ဆိုအကြောင်းအိမ်မက်မက်ခဲ့ပါတယ်။သူနိုးလာတော့ဆန်အင်တော်ရဲ့ရောက်နေပြီးဆယ်လီဟာအမိတ်မနာခံမဲ့လူသားကိုခေါ်လာလို့ခရီးဗန်ရဲ့စူပူမှုကိုခံရပါတယ်။မိုက်ကယ်ရဲ့ကြိုက်ရအောင်မြင်တော့မျက်နှာချက်ပေါ်ခုန်တက်ပြီးအတန်ပြုံးလို့မိုက်ကယ်ကြောက်လန့်ပြီးပရင်းပေါက်ကနေခုန်ကြကာထွက်ပြေးခဲ့ရပါတယ်။မြေပေါ်ဆင်းသက်တဲ့နာကျင်မှုကြောင့်သူ့မှာအရင်အမြင်တွေပြန်ပေါ်လာပါတယ်။ အင်နာခရီးပန်ကအကျဉ်းသားလွတ်မြောက်လို့ဆယ်လင်းကိုပိုက်ရိုက်ခဲ့ပါ යි ဆယ်လင်းကဒေါသနဲ့အတူတနက်ပြစ်ကွင်းမှာလေးကျင့်နေစေခန်းကအရင်ငွေနိုက်ထရိတ်ကြီးစံအစ်စ်ကိုယူလာပေးပါ යි ဒီကြီးစံကလိုင်ခန်းကိုထင်ရင်ဝီဒက်ကသူ့တို့သွေးကြောတဲ့ထိုးတင်သွားပြီးကြီးကိုပြန်ထုတ်ပစ်နိုင်တော့မှာမဟုတ်ဘူးလို့သိရပါ යි ဆယ်လင်းကလူရှန်းကိုတက်ခဲ့တယ်ဆိုတဲ့ခရီးပန်ရဲ့စကားကိုတန်တရားဝင်နေတော့ခရီးပန်ကလူရှန်းနဲ့မြေဝက်တွေ့ဆုံနေရတွေ့ရတယ်ခရီးပန်ကလူရှန်းကိုသူ့တို့သဘောတူညီချက်မချိုးဖောက်ဖို့တတိပေးတဲ့အခါ လူရှန်ကခရီးပန်းကိုသူ့တက်လို့နေပါရှိခဲ့တာကိုသတိပေးပြီးသူမရှိရင်ခရီးပန်းဟာဘာမှမဟုတ်ဘူးလို့ပြောခဲ့ပါ යි ။ဇယ်လင်းကစာကြည့်တိုင်းမှာစစ်ပွဲသမိုင်းကိုဖတ်ရှုရမှခရီးပန်းဟာလူရှန်ရဲ့ခံတပ်ကိုတိုက်ခိုက်ခဲ့တဲ့အဖွဲတွေကတူဦးဒီတော့အသက်ရှင်ကျန်ရစ်သူဖြစ်ကြောင်းသိလိုက်ရပါ යි ။ခရီးပန်းယူလာရဲ့လူရှန်ရဲ့အရေးပြားတပိုင်းပေါ်ကအမှတ်သားဟာလူရှန်ဝစ်စင်ထိုင်လဲဆွဲနဲ့ကိုက်ညီညာကိုလည်းသတိထားမိပါ යි ။မိုက်ကယ်ဟာဇေယုံမှာသူ့ရဲ့ဒဏ်ရာနဲ့အမြင်တွေအကြောင်းလှုပ်ဖို့ကိုင်ဖက်ကိုပြောပြတဲ့အခါ တငယ်ချင်းရအကူညီမဲ့ပြောပြီးရဲရင်နဲ့ပြန်လာလို့မိုက်ကယ်ပရင်းပေါက်ကနေခွဲပြီးထွက်ပြေးခဲ့ရပါတယ်။ဇယ်လင်းကအဖြေရေလိုချင်လွန်းလို့ဗစ်တာရဲ့ကူဘိတ်မှန်ကိုပြန်သွားပြီးအဆောင်ကိုအကြောင်းပြချက်နဲ့လွတ်လိုက်တယ်။သူမကကိုကိုဖွင့်ပြီးသူမရဲ့သွေးကိုဗစ်တာရဲ့ခေါင်းတလာတဲ့လောင်းထက်ကနိုးထစေဖို့ကြိုးစားခဲ့ပါတယ်။သူမသွေးကဗစ်တာကိုလမ်းညွှန်မှုလိုအပ်ကြောင်းအသေးစိတ်ပြောပြခဲ့ပေမယ့်အဆောင်ပြန်လာလို့သူမပုံနေခဲ့ပါတယ်။အဲဒီချိန်မှာမိုက်ကယ်ကအဆိုင်အိမ်တော်အပြင်ဘက်ကိုရောက်လာပြီး ဆယ်လင်းကိုခေါ်ခဲ့ပါတယ်။ဆယ်လင်းကခရီးပန်ရဲ့ချင်းချောင်းမှုတွေကိုလစ်လူရှုပြီးမိုက်ကယ်စီသွားခဲ့ပါတယ်။သူတို့ထွက်သွားတာအရီကာကမိုက်ကယ်ဟာလိုင်ခန်းတယောက်ဖြစ်ကြောင်းခရီးပန်ကိုပြပြခဲ့ပါတယ်။အဲဒီချိန်မှာဘီတာနိုထလာပြီးခရီးပန်ကိုအပြစ်တင်ခဲ့ပါတယ်။ဆယ်လင်းကမိုက်ကယ်ကိုပြောပြတာကလူသားတွေဟာပန်ပိုင်းရဒါမှမဟုတ်လိုင်ခန်းကိုက်ခံရရင်တနားရီအတွင်းတည်တတ်ပေမဲ့မိုက်ကယ်မြင်နေရတဲ့အမြင်တွေအလုံးဟာကိုက်ခံရခြင်းကနေရတဲ့မှတ်ဉာဏ်တွေဖြစ်ပါတယ်။ တို့ဟာစစ်ကြောရေးအထွတ်အထိပ်ပြုတဲ့အဆောင်အုံကိုရောက်လာပြီးဆယ်လင်းကမိုက်ကယ်ကိုခလွန်ပလက်ဝင်များခဲ့ပါတယ်။ဆယ်လင်းဟာဘီတာကသူမကိုကယ်ပြီးဗမာယာဖြစ်စေခဲ့တာဖြစ်ပြီးကလေးဘွားတို့ကမိသားစုတစ်ခုလုံးဝင်းပလီရီရဲ့တက်ဖြတ်ခြင်းကိုခံရလို့လိုင်ခန်းတွေကိုလက်စားချင်နေရလို့ပြောပြခဲ့ပါတယ်။မိုက်ကယ်ကိုသူမကလက်ထိတ်ခတ်လိုက်ပြီးမနှက်ပြန်မှလာပညာကြောင့်သူသားရဲ့အဖြစ်ပြောင်းလဲသွားနိုင်တာကိုထောက်ပြခဲ့ပါတယ်။ သူမကသူ့ကိုဝေကြည်စံတလုံးပါတဲ့တနက်တလက်ချနာခဲ့ပြီးဒါကအသွင်ပြောင်းခြင်းကိုနှောင့်နှေးစေလိမ့်မယ်လို့ပြောခဲ့ပါတယ်။ဇန်နီတော်မှာဇန်နီကခရီးဗန်ကိုထိုးပြီးပတာစီသွားခဲ့ပေမဲ့ပတာကသူမရဲ့ theory တွေကိုမယုံကြည်ပဲသူမကိုစီကံချုပ်ဖောက်မှုနဲ့အချုပ်ချထားလိုက်ပါတယ်။ခရီးဗန်ဟာကောင်စီကိုသူ့လူတွေကသွားကြုံမယ်လို့ကြေညာတာကတန်တရားဖြစ်ပွင့်ရပါဗုဒ္ဓယောမှာကောင်စီနဲ့တက်ကြီးအမီလီယာပါတဲ့ ရထားရောက်လာချိန်မှာလိုင်ခန်းတွေကရထားပေါ်ခုန်ကျင်ပြီးတိုက်ခိုက်ခဲ့ကြပါယ်ခရီးပန်ရဲ့လူတွေကဘာမှမလုပ်ဘဲကြည်နေခဲ့ကြပါယ်မကြာခင်မှာပဲဗမာရီအစုလိုက်ပြုံလိုက်တက်ဖြတ်ခံရပြီးရီကအမေလီယာရဲ့အသွေးကိုယူခဲ့တယ်ဆိုင်တော်မှာအရိကာကမီးဖြတ်ပြီးဆယ်လင်းကိုလွှတ်ပေးခဲ့ပါယ်မြို့ထဲမှာမိုက်ကယ်ကသူ့ကိုချုပ်ထားတဲ့တန်ကျိုးကိုငွေကြီးစံနဲ့ပြစ်ဖို့ကြိုးစားပေမဲ့မအောင်မြင်ပဲအမေတွေကသူ့ကိုလွှမ်းမိုးလာခဲ့ပါယ်ဆယ်လင်းပြန်ရောက်လာပြီးသူ့ကိုလက်ချိတ်ဖြုတ်ပေးကလိုင်ခန်းတွေကိုပြစ်ခတ်ခြင်း မိုက်ကယ်ကိုပရင်းပေါက်ကနေခုံချခိုင်းခဲ့ပါတယ်။မိုက်ကယ်ဟာတရိန်ဆန်လိုခြေထောက်ပေါ်ကောင်းကောင်းဆင်းသက်နိုင်ခဲ့ပေမယ့်ဂျယ်ရီကဖမ်းခေါ်သွားခဲ့ပါတယ်။ဂျဲကားရဲမှာမိုက်ကယ်အသွင်ပြောင်းဖို့အစတင်လာလို့ဂျယ်ရီကစီထိုးပြီးတားဆီးခဲ့ရပါတယ်။ဆယ်လင်းစင်းကိုဖမ်းခေါ်လာပြီးအတင်းကျပ်စကားပြောခိုင်းခဲ့ပါတယ်။ဂျင်းကပစ္စမယာစုကမတည်နိုင်တဲ့ပထမလူသားအလက်ဇန္ဒားခေါ်ပီနက်ရဲ့ဇလန်းကိုပြပြပါတယ်။ခေါ်ပီနက်ရဲ့သား၃ယောက်ထဲကတယောက်ကဝင်းဘလီကိုကိုက်ခံရပြီး ပထမဆုံးလိုင်းခန်းဖြစ်လာပြီးနောက်တစ်ယောက်ကလင်းတို့ကိုကိုက်ခံရလို့ပထမဆုံးဗမာယာဖြစ်လာခဲ့ပါတတိယသားကတော့တာမန်လူသားအဖြစ်နေထိုင်ခဲ့ပြီးမိုက်ကေဟာဒီတတိယသားရဲ့မျိုးဆက်ဖြစ်ပါတယ်။မိုက်ကေရဲ့သွေးဟာလိုက်ခန်းနဲ့ဗမာယာသွေးကိုပေါင်းဆက်ပြီးမျိုးနွယ်နှစ်ခုလုံးထက်ပိုအစွမ်းထက်တဲ့ဆက်မျိုးတစ်ခုဖန်တီးဖို့တောချက်ဖြစ်ပါတယ်။လူရှန်ကသူ့သွေးကိုမိုက်ကေနဲ့အမီလီယာရဲ့သွေးနဲ့ပေါင်းဆက်ဖို့စီစဉ်ထားတာပါ။လူရှန်သေးပြီဆိုတာခရီးပန်လင်းခဲ့တာဖြစ်ကြောင်း စင်းကအတူပြုတ်ခဲ့ပါဗတာကဒေါသထွက်ပြီးစင်းကိုတပစ်ကဆယ်လင်းကိုမိုက်ကယ်ကိုဖယ်ရှားဖို့အမိန့်ပေးခဲ့ပါလိုင်ခန်းချင်းမှာမိုက်ကယ်ကလူရှန်ရဲ့လဲဆွဲကိုမြင်ပြီးဗတာဟာလူရှန်ရဲ့ဗမာယာချစ်သူကိုနေရောင်ခြည်အောက်မှာကွမျက်တာကိုလူရှန်ကကြည်နေခဲ့ရဲ့အတိတ်ကအမြင်တွေကိုပို့ပြီးရှင်းရှင်းလင်းလင်းမြင်လိုက်ရပါလူရှန်ကဗတာရဲ့တမိနဲ့ချစ်ကြိုက်ခဲ့တာကြောင့်ဗတာကသူ့ကိုတတ်ဖို့ကြိုးစားခဲ့ပေမဲ့လူရှန်ထွက်ပြေးခဲ့ပြီးဗတာကလက်စားချေဖို့စစ်ပွဲစတင်ခဲ့တာလို့ရှင်းပြပါတယ် ရီးဗန်ကသူ့လူတွေနဲ့ရောက်လာပြီးလူရှမ်းကိုပြစ်တင်ပေမဲ့ဆယ်လီနဲ့ဗန်မိုင်းယာအဖွဲ့ဝင်လာပြီးနိုင်ခန်းတွေကိုတိုက်ခိုက်ခဲ့ပါတယ်။ရီးဗန်ကလူရှမ်းကိုနိုင်ထွေးကြည်စံနဲ့ပြစ်ပြီးထွက်ပြေးခဲ့ပါတယ်။ရီးကတရားပြင်းထန်နေတဲ့လူရှမ်းကိုတွေ့ပြီးရီးဗန်ရဲ့လူတွေကိုလိုက်သွားကတိုက်ခိုက်ခဲ့ပါတယ်။ရေးဟာဝင်းပလီပုံစံပြောင်းပြီးရီးဗန်ရဲ့လူတွေကိုတတ်ပြစ်နိုင်ခဲ့ပါတယ်။ဆယ်လီကတိုက်ပွဲထဲမှာနိုင်ခန်းနှာခေါင်ကိုတတ်ပြစ်နိုင်ခဲ့ပြီးခန်းနဲ့သူ့လူတွေကတော့နောက်ထပ်လိုင်ခန်းတကောင်ရဲ့လက်ချက်နဲ့တိစုံခဲ့ရပါတယ်။ ဂရီးဘယ်ထွက်ပြေးဖို့ကြိုးစားပေမဲ့ဗီတာရောက်လာတာကိုမြင်တော့ပြန်ဆုတ်ခဲ့ရပါ යි ဗီတာကရီကိုတွေ့ပြီးသူ့သားနဲ့ချက်ချင်းတက်ပြစ်ခဲ့ပါ යි ဆယ်လီငါမိုက်ကယ်ကိုတိုက်ခိုက်မဲ့လိုင်ခန်းကိုပြစ်ချပြီးသူ့ကိုလွှတ်ပေးကသူတို့နိုင်ခဲ့ကြပါ යි သူတို့လူဝက်ထွက်ပြေးဖို့ကြိုးစားတော့ဂရီးဘယ်ပိတ်ဆို့ခဲ့ပါ යි ဂရီးဘယ်ကမိုက်ကယ်ကိုနိုက်ထရိတ်ကြီးစံတွေနဲ့ပြစ်လိုက်ပြီးဆယ်လီရဲ့မိသားစုကိုတတ်ခဲ့သူဟာ ိုင်ခန်းတွေမဟုတ်ပေပစ်တာဖြစ်ကြောင့်ထုတ်ဖော်ခဲ့ပါတယ်။ပစ်တာဟာတရိတ်ဆန်အစာကိုမကြိုက်လို့လူသားတွေကိုလျှို့ဝှက်အမဲလိုက်ခဲ့ပြီးချက်လင်းကိုသူ့သမီးနဲ့တူလို့သာချမ်းသာပေးခဲ့တာဖြစ်ပါတယ်။ခရီးပန်ကချက်လင်းကိုပြစ်ခတ်တော်မယ့်အချိန်မှာလူရှန်ကသူ့ခြေထောက်ကိုဓာတ်နဲ့ထိုးခဲ့ပြီးမိုက်ကယ်ကိုကယ်တင်ပြီးဆက်မျိုးအဖြစ်ပြောင်းလဲဖို့ဆယ်လင်းကိုကိုက်ခိုင်းခဲ့ပါတယ်။ဆယ်လင်းကမိုက်ကယ်ရဲ့လေဘင်းကိုကိုက်နေစဉ်ခရီးပန်ကလူရှန်ကိုတီစီလောက်တဲ့အထိပြစ်ခတ်ပြီးထွက်ပြေးသွားခဲ့ပါတယ်။ ပစ်တာရောက်လာပြီးဆယ်လင်းကိုတွန်းထုတ်ကမိုက်ကယ်ကိုနေရန်ကိုဖြတ်ပြီးပြစ်ထုတ်လိုက်ပါတယ်။ဆယ်လင်းကခရီးပန်ရဲ့ဇလန်းမှန်လားလို့မေးတော့ပစ်တာကအမှန်ဖြစ်ကြောင်းဝန်ခံပါတယ်။သူကသူ့သမီးကိုချစ်ခဲ့ပေမဲ့လူရှန်ရဲ့ကလေးကိုကိုဝင်ဆောင်ခဲ့လို့သူမကိုတတ်ခင်ရရလို့ရှင်းပြခဲ့ပါတယ်။သွေးသုံးမျိုးပေါင်းစပ်မှုကြောင့်မိုက်ကယ်ဟာလုံးဝအသိဖြစ်တဲ့အသွင်ပြောင်းလဲမှုကိုရရှိခဲ့ပြီးပစ်တာနဲ့အပြင်းထန်တိုက်ခိုက်ခဲ့ပါတယ်။ပစ်တာကအတွေ့အကြုံပေါ်ရှိရာကြောင့်မိုက်ကယ်ကိုချုပ်ထားနိုင်ခဲ့ပါတယ်။ ဘဘာယာ၃ယောက်ကဗီတာကိုကူညီဖို့မိုက်ကယ်ကို ပြစ်ခတ်တဲ့အခါဆယ်လင်းကသူတို့အားလုံးကိုချေမုံဖို့ပြေးသွားပါတယ်။နောက်ဆုံးတိုက်ပွဲမှာဗီတာကမိုက်ကယ်ကိုလယ်ပြင်းညစ်ချုပ်ထားစဉ်ဆယ်လင်းကဗီတာရဲ့ဓာတ်ကိုယူပြီးသူ့ဦးခေါင်းကိုတဝက်ဖျက်ပြစ်လိုက်ပါတယ်။ကျန်ရှိရဲ့လိုင်ခန်းတွေကြောင်းလန့်ပြီးထွက်ပြေးကြပါ යි ။မိုက်ကယ်ဟာလူသားခနာကိုကိုပြန်ပြောင်းသွားပြီးနောက်ဆယ်လင်းကလူရှန်ရဲ့လက်ဆွဲကိုကောက်ယူကာစုံတွင်းဟာအတူတူထွက်သွားခဲ့ကြပါ යි ။ ဆိုင်တော်မှာတော့စင်းရဲ့သွေးပြီကနောက်ထပ်ကောင်တလာထဲမှာစီးကျသွားပြီးဒုတိယမြောင်အိပ်ပျော်နေတဲ့ဗမာရကိုနှုတ်ထလာစီခဲ့ပါတော့တယ်အဆုံးထိကြည့်ရှုပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်